ဒီမိုကရက်တစ်သမရလောင်းရွှေကောက်ပွဲမှာအကျိန်အနယ်ရှင်းပြိုင်ပြီးရှုံးနိမ့်ခဲ့ရတဲ့ဘာနီဆန်ဒါစ်ဟာပြိုင်ပန်ဟောင်းဖြစ်တဲ့ဟီလာရီကလင်တန်ကိုထောက်ခံကြောင်းပြောကြားခဲ့ပါတယ်။ဘာနီဆန်ဒါစ်က Republican သမ္မတလောင်း Donald Trump ကိုအနိုင်ရပြီး American သမ္မတရွေးကောက်ပွဲမှာအနိုင်ရရှိအောင် Hillary ကိုအကောင်းဆုံးကူညီသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီတမရလောင်းနှစ်ဦးဖြစ်တဲ့ဆန်ဒါးစ်နဲ့ဟီလာရီတို့ဟာလာပေါင်းများစွာပြိုင်ဘက်တွေအဖြစ်ရင်ဆိုင်ခဲ့ကြပေမယ့်နယူးဟက်ရှိုင်းယားပြည်နယ်ပို့စမမြို့မှာပြုလုပ်တဲ့မဲဆွယ်ပွဲမှာတော့နှစ်ယောက်အတူထွက်ပေါ်လာခဲ့ပြီးနိုဝင်ဘာလရွေးကောက်ပွဲမှာပြိုင်ဘက်ပါတီရဲ့တမရလောင်းဒေါ်နယ်ထရန့်ကိုအနိုင်ယူဖို့ခြေလှမ်းသစ်တရက်ကိုစတင်ခဲ့ပါတယ်ဟီလာရီကလင်တန်ဟာပါတီရင်းတမရလောင်းရွေးပွဲမှာအနိုင်ရရှိသွားပါပြီ။အဲ့ဒီအတွက်သူ့ကိုဂုဏ်ပြုပါတယ်လို့အသက်84နှစ်အရွယ်ဆန်ဒါးစ်ကပြောကြားခဲ့ပါတယ်။ ဟီလာရီကလည်းအတိတ်ကာလကပြိုင်ဆိုင်မှုတွေကိုတင်ပေါင်းချပြီးအခုလိုထောက်ခံအားပေးခဲ့တဲ့အတွက်ဆန်ဒါစ်ကိုကျေးဇူးတင်ကြောင်းပြန်လည်ပြောကြားခဲ့ပါတယ်။ဒါအပြင်ဆန်ဒါစ်နဲ့အတူတိုက်ပွဲဝင်ရမှာဖြစ်တဲ့အတွက်ခုံယူမိကြောင်းနဲ့နှစ်ယောက်အတူပူးပေါင်းလိုက်တဲ့အတွက်အင်အားပုံမှုတောင့်တင်းလာပြီးဖြစ်တယ်လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။